ထွေလို့ခေါ်တဲ့မြေကြီးဟာလည်းမဖြည့်စည်းလို့မရဘူးဘလောက်ပဲမြင်းကလေးပဲလုံးလုံးနော်ဘလောက်ပဲမြင်းကလေးလုံးလုံးသာသနာတော်ကြီးကမပြောင်းနိုင်ဘူးចောင်းနေပြိုခြင်းပြိုသွားနိုင်တယ်ဇေဒီတွေပြိုခြင်းပြိုသွားနိုင်တယ်စဉ်းစားကြည့်ပါ ာသနာဆိုတာဥစ္စံတို့တက္ကရာကမတွေចောင်းកံစီរីပထိုးခေါ်တာမဟုတ်ဥစ္စံတို့တက္ကရာကမတွေရဲ့ရင်ထဲမှာရှိတဲ့တိလာတွေတမာတိတွေပညာတွေကိုခေါ်တာဟုတ်ပြီနော်သာသနာဆိုတာဘာကိုခေါ်တာလဲတိလာတမာတိပညာအဲ့ဒါကအပြင်မှာရှိတာလားကိုယ်တန်တယ်မှာရှိတာလားစဉ်းစားကြည့်ငလင်းလှုပ်ယုံနဲ့ကိုယ်တန်တယ်မှာရှိတဲ့တိလာပြတ်သွားလားမလင်းလှုပ်ယုံနဲ့ကိုယ်တန်တယ်မှာရှိတဲ့တမာတိပြတ်မလားမလင်းလှုပ်ယုံနဲ့ကိုယ်တန်တယ်မှာရှိတဲ့ပညာတွေပြတ်မလားမပြတ်ဘူး ကိုဖြတ်မှာပြတ်မှာနော်အဲဒါကြောင့်မြတ်စွာဘုရားကပထဝီတွေကြောင့်လဲနော်သာသနာမပြတ်နိုင်အာဘောလို့ခေါ်တဲ့ရေရေတွေဘလောက်ပဲကြီးကြီးဆူနာမီလိုင်းတွေဘလောက်ပဲတက်တက်သာသနာမကွဲပါဘူးသာသနာမပြတ်ပါဘူးကဘာပြတ်ရေတွေလွှမ်းမိုးမယ်မီးတွေလောင်တယ်ခုနပြောသလိုပိတကတ်တွေလောင်ရှင်လောင်သွားမယ်ဇေတီတွေလောင်ရှင်လောင်သွားမယ်ကြောင်းတွေလောင်ရှင်လောင်သွားမယ် ဘုဒ္ဓတို့ယဟန်သံဃာတော်တွေရဲ့ယင်ထဲမှာရှိတဲ့သာသနာမပြတ်ဘူးတခါတခါမတို့ရဲ့ယင်ထဲမှာရှိတဲ့သာသနာမပြတ်ဘူးဒါကြောင့်မြတ်စွာဘုရားကမီးတွေကြောင့်သာသနာမကွယ်နိုင်ပါဘူးရေတွေကြောင့်သာသနာမကွယ်နိုင်ပါဘူးလေတွေကြောင့်လည်းသာသနာမကွယ်ပါဘူးနော်မီးရေလေတွေကြောင့်သာသနာမကွယ်နိုင်ဘူးသာသနာမကွယ်နိုင်အပြင်ပအန္တရာယ်တွေကြောင့်သာသနာမကွယ်နိုင်ဘူးလို့ပြောတာနော်ဘုဇင်းတို့မြတ်စွာဘုရားရှင်တတ်တော်ထင်ရှားရှိကြတဲ့ကဘုရားသာသနာတော်ကိုဘာသာကြားတွေ ဖြတ်ဖို့ကြိုးစားတာအများကြီးပဲတိတ်ထီတွေလေဖះနဲ့ခက်ပြိုင်နော်နိဂန္ဓနာတာဗုဒ္ဓယနေ့ခေတ်စဉ်တာဂျိန်ဘုံကြီးတွေအိန္ဒိယမှာယနေ့ချိန်လေးရှိတယ်ဗုဒ္ဓနဲ့ခက်ပြိုင်ဖះကိုတုပြိုင်ပြီးတော့သာသနာဖြတ်ဖို့ကြိုးစားတာပဲဇေဒဝန်ကျောင်းတိုက်ကြီးနားမှာတိတ်ထီကျောင်းကြီးတွေအကြီးကြီးနော်လာဆောက်တယ်ဘလောက်ပဲလာဆောက်လာဆောက်ဦးဇနုဖះသာသနာတော်ကိုဖြတ်လို့ရလားမရဘူးဘလောက်ပဲပြိုင်ပြိုင်မရဘူး နော်အပြင်အန္တရာယ်ကြောင့်သာသနာမကွယ်ဘူးပြောချင်တာနော်အပြင်အန္တရာယ်ကြောင့်သာသနာမကွယ်ဘူးသတိထားညသောအပြင်ကအပြင်အန္တရာယ်ကိုမဲနေကြတာတော်တော်များများကအပြင်အန္တရာယ်ကိုမဲနေတာအတွင်းကိုသတိမထားမရအောင်အပြင်အန္တရာယ်ကြောင့်သာသနာမကွယ်ဘူးဆိုတာသိထင်ချားတယ်နမိတ်စွာဘုရားဒီမှာဟောထားတယ်အပြင်အန္တရာယ်ကြောင့်သာသနာမကွယ်နိုင်ဘူးမိတ်စွာဘုရားကပြောတယ်ဣဒေဝတိ ဥပ္ပိစံတိမောဂပုရိတာရေတတ္တမံအန္တရထာမင်တိဒီဖယားသာသနာတော်ကိုကွဲအောင်လုံနိုင်တဲ့ပုဂ္ဂိုလ်ဟာတခြားမှာမရှိဘူးဟောဒီသာသနာမှာပဲရှိတာကဲအားလုံးပြောသာသနာဖြတ်တဲ့ပုဂ္ဂိုလ်ဘယ်မှာရှိသာသနာထဲမှာပဲရှိတယ်ရဲရဲပြောဘယ်မှာရှိလဲသာသနာထဲမှာပဲရှိတယ်သာသနာထဲမှာ၄မျိုးဘိက္ခုလို့ခေါ်တဲ့ယဟန်မျိုးသားတွေဘိက္ခုနီလို့ခေါ်တဲ့ယဟန်မျိုးသမီးတွေဒီနိကေဆရာလေးတွေကိုထည့်လိုက် ဆရာလေးတွေဘိက္ခုနီမဟုတ်တော့လဲသာသနာຫນွယ်ဝင်သာသနာတော်ကိုတဖန်တလဲအောင်ဆောင်ချောင်းနေတာနောက်ဥပါတကာတကာကြီးတွေဘုရားဘာသာဝင်တကာကြီးတွေဥပါတိကာဘုရားဘာသာဝင်တကမာကြီးတွေဟုတ်ပြီနော်အဲ့တော့သာသနာကိုဖြတ်နိုင်တာဒီဘာသာချားတွေလားဘုရားဘာသာဝင်တွေလားဖရားပြောတာနော်တိတိကျကျမှတ်ထားတတ္တမပြိတုပကတုတ်တံမှာပြောထားတာဘာမှာပြောလဲ သာသနာဖြတ်သည်အပြင်မှာလားအတွင်းမှာလားအေးအဲ့ဒါကြောင့်ဦးဇင်းတို့ကိုယ်သာသနာတော်ကိုအခြေခံခန့်တည်တတ်ခြင်းလဲဆိုရင် ကိုယ်ခြံစည်းရိုးကိုကိုယ်လုံအောင်ကာမှာနော်ကိုယ်ခြံစည်းရိုးကိုလုံအောင်ကာမှာဟိုဘာသာကိုတိုက်ခိုက်ဒီဘာသာကိုတိုက်ခိုက်တိုက်ခိုက်နေလို့မထူးဘူးမှန်ပါဗျာအဲ့ဒါသတိပြုရမယ်တိုက်ခိုက်เสียမှာမလုံမြတ်စွာဘုရားရှင်ကိုယ်တိုင်လည်းဘယ်ဘာသာခြားကိုမတိုက်ခိုက်ပါဘူးနော် ကို့ဓမ္မကိုပဲဘုရားဟောပါတယ်ဒါအမှန်တရားကိုပဲမြတ်စွာဘုရားဖော်ထုတ်ပါတယ်ဘုသူကိုမှဘုရားမတိုက်ခိုက်ပါအောင်ဦးဇင်းတို့ဗုဒ္ဓလမ်းစဉ်ကိုတွားရအောင်ကောင်းပြီနော်မြတ်စွာဘုရားကပြောတယ်ဣဒေဝတိဥပိ္ပဇံတိမောဂံပုရိတာရေတ္တဓမ္မအန္တရဒါပင်တိသာသနာတော်ကိုကွဲအောင်လုပ်တဲ့မောဂံပုရိတာအလကားကောင်းလေးဘုရားကအဲ့လိုတောင်းတာအဲ့ဒီအလကားကောင်းလေးဟာဟိဟောဒီသာသနာမှာပဲရှိတာနော်အဲ့တော့ဘုရားကဥမာလေးပေးတယ် လှေနဲ့ဥပမာပေးတယ်နော်ဒါဖအံကတက္ကရာမကြီးဆိုတာဒါဖအံနော်တန်လေးနဲ့နဲ့ပြီးတယ်နော်အဲ့တော့တန်လေးမြကန်းပေးနာမှာဆိုတော့လှေတွေသင်္ဘောတွေသူ့ဘာသူသွားနေဘာမှမမြုပ်ဘူးဝုန်းတွေမတန်မစတင်မယ်လှေပေါ်မှာဝုန်းထုံးဝုန်းဘိုးတွေအများကြီးတင်လိုက်မယ်ဆိုရင်အဲ့ဒီဝုန်းထုံးဝုန်းဘိုးတွေကြောင့်ပဲနော်လှေဟာနစ်မြုပ်သွားတာပဲ လေပေါ်မှာတင်ထားတဲ့ဝုံထုပ်တွေကြောင့်ပဲလေဟာမြက်တာတဲ့ဒါလည်းတယ်နော်လေမှာတင်ထားတဲ့ဝုံထုပ်ဝုံပိုးကြောင့်ပဲဒါဒီလေကြီးကမြက်သွားတာဖျားပြေးတဲ့ဥပမာလေသည်ဘာကိုတင်စားတာလဲဆိုတော့သာသနာတော်ကို တင်စားတာလေမှာတင်ထားတဲ့ဝုံထုပ်ဝုံပိုးဆိုတာသာသနာမှာရှိတဲ့ယဟန်တော်များနဲ့ဘုရားဘာသာဝင်တက္ကရာကမများကိုပြောတာနော်အဲ့တော့သာသနာတော်ကြီးလေနော်သာသနာတော်ကြီးတည်းဟူသောလေ ်နစ်မြုပ်သွားတာဟာသာသနာဝန်ထမ်းယဟန်တော်တွေဗုဒ္ဓဘာသာဝင် တက္ကရာကမတွေကြောင့်ပဲတဲ့အဲ့တော့ဝန်ထုတ်ဝန်ပူပြီးသွားတယ်နော်သာသနာဝန်ထမ်းယဟန်တော်တွေ ਨੇ ဗုဒ္ဓဘာသာဝင်တက္ကရာကမတွေကြောင့်တာလည်းယင်သာသနာကွဲတာသာသနာလေကြီးနစ်သွားတာနော်ယနေ့ဦးဇင်းတို့သာသနာလေကြီးကလှော်ရင်လှော်ရင်နဲ့တဖြည်းဖြည်းနစ်လာပြီရေတွေဝင်နေပြီနော်သာသနာလေထဲကရေကိုခတ်ထုတ်ဖို့ဦးဇင်းတို့စူးစမ်းနေတာနော် တကယ်ကမ္ဘာတို့နော်ရေခတ်ထုတ်ဖို့ပြင်ရမယ်ဟုတ်ပြီနော်သာသနာလေတန်းမှာရေတွေဝင်နေပြီရေတွေဝင်နေပြီအဲ့တော့ဦးဇင်းအဲ့ဒီရေတွေကိုခတ်ထုတ်ရမှာမြတ်စွာဘုရားကအဲ့ဒီဥပမာပေးတယ်လေကြီးနင်းမြုပ်တယ်ဆိုတာလေပေါ်တင်ထားတဲ့ဝန်ထုံးဥပိုးကြောင့်နစ်တာဒါကြောင့်ဦးဇင်းတို့လေရဲ့ဝန်ထုံးဝန်ဘိုးဆိုတာအပြင်မှာလားအထဲမှာလားအထဲမှာအထဲမှာဒါကဘုရားပေးတဲ့ဥပမာအထက်ခရာဆရာပေးတဲ့ဥပမာကြတော့တန်ကိုတန်ချီးဖြတ် ပန်ကိုဖြတ်တဲ့ဥစ္စာကတခြားမှာမရှိဘူးပန်မှာပဲရှိတယ်။ပန်ကနေတန်ကြီးတွေတက်ပြီးတော့အဲ့တန်တဖြည်းဖြည်းနဲ့ဆွေးသွားတယ်ပါသွားတာပဲလေ။နော်အဲကြောင့်တန်ကိုတန်ကြီးဖြတ်တယ်အဲ့တော့တန်ကိုဖြတ်တဲ့တန်ကြီးဆိုတာအခြားကလာလားအတွင်းကလာလားအတွင်းကလာတာအဲ့တော့ဥစ္စာတို့ဥပမာကိုတိုင်းပြောမယ်ဆိုရင်ပန်တုံးတန်ခဲဟာသာသနာနဲ့တူတယ်။တန်ကြီးတွေဘယ်သူတွေနဲ့တူလဲ။အတွင်းကသာသနာဝန်ထမ်းရဟန်းတော်များနဲ့ဗုဒ္ဓဘာသာဝင်တက္ကရာကမာနဲ့တူတယ်ပေါ့။ အဲ့တော့ဦးဇင်းတို့တက္ကရာကမှပြန်ကြီးမဖြစ်စေနဲ့နော်။တန်ကိုဖြတ်တဲ့တန်ကြီးတော့အဖြစ်မခံနဲ့။ပြောကျင်တာကကိုးချောင်းတော့သာသနာမငင်နွဲစေနဲ့လို့ပြောတာ။အဲကြောင့်မိမိတို့လောက်ရတွေကိုပြန်သုံးသပ်ဖို့လိုပြီနော်။ဒီနေ့တရားကမိမိတို့ရဲ့လောက်ရကိုပြန်သုံးသပ်ဖို့အတွက်ဟောမှာပါ။ဒီအတွက်ဦးဇင်းတို့ညီတန်းရှင်နေတာနော်။အဲ့တော့မိမိတို့ဒီသာသနာလှေကြီးကိုသာသနာလှေကြီးကိုနစ်မြုပ်စေတဲ့ဝန်ထုံးဖို့မဖြစ်ပါစေနဲ့။ သာသနာတော်ကြီးဆိုတဲ့တန်တုံးကြီးကိုဖျက်ဆီးတဲ့ပန်ကြီးတွေမဖြစ်ပါစေနဲ့လို့နော်